မွေးရဆေးဝါးနဲ့ပါဝင်ပတ်သက်မှုရှိတယ်ဆိုတဲ့ဆွဆဲချက်တွေဟာရွေချက်ရှိရှိတိုက်ခိုက်တာ ဖြစ်တယ်လို့ဦးတီခွန်မြတ်ကပြောပါတယ်ခွန်မသားကပြပုထားပါတယ်ခင်ဗျာပြည်ထောင်စုကြံခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီကဦးတီခွန်မြတ်ကိုပြည်သူ့လွတ်တော်ဒုဥက္ကဋ္ဌဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးချယ်ခဲ့ပြီးနောက်ဦးတီခွန်မြတ်ဟာမွေးရဆေးဝါးနဲ့ပါဝင်ပတ်သက်မှုတွေရှိတယ်ဆိုပြီးဝေဖန်တာတည်ကြကြပြပြထွက်ပေါ်လာခဲ့တာပါဒါပေမဲ့သူ့အနေနဲ့ဒါဟာရွေချက်နဲ့တိုက်ခိုက်တာဖြစ်တယ်လို့ DVB ကိုပြောပါတယ် အင်္ဂါတော့ဒါအာရေရွှေရှိရှိနဲ့တိုက်ခိုက်တယ်လို့ပဲမြင်တယ်နော်အဲ့ဒါကြောင့်အင်္ဂါကဒီလိုအဆင့်ဆင့်ကျိုးပန်းလာတာကိုဟုတ်လားဒီလိုဝေဖန်တာဟိုဟိုသတင်းဌာနတွေကတော့ဝေဖန်မှာပဲလေဒါပေမဲ့လို့အဖြစ်မှဆိုးဆဆ reliable ဖြစ်ဖို့လိုတယ်အဲ့ဒါကြောင့်အကောင်းဆုံးကျွန်တော်မသိဘဲနဲ့လည်းအင်္ဂါလုံးမသိဘဲနဲ့သွားပါကျွန်တော်ဒီကောက်ကိုသွားပါသွားစုံစမ်းပါသွားဖွဲ့ထုတ်ပါ ဲ့ဒါပဲပြောချင်ပါတယ်ဒါမှအဖြစ်မှပေါ်မှာပါနော်ဒီကိစ္စနဲ့ပတ်သက်ပြီးရှမ်းတန်တော်စင်အက်ဒီတာလည်းဖြစ်ပြည်ထောင်စု Institute အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ဥက္ကွန်ဆိုင်ကတော့ဥတီခွန်မြအနေနဲ့တိုက်ရိုက်မူရေးစေဝါနဲ့ပတ်သက်တာမရှိပေမဲ့သူ့ရဲ့လက်အောက်ငယ်သားတရဲ့လှုပ်ဆောင်ချက်တွေဟာသူ့မှာတာဝန်ရှိတဲ့အကြောင်းပြောပါတယ်သူ့အနေနဲ့ကသူကထိတ်သီးခေါင်းဆောင်တယောက်ဖြစ်ပြီးတော့မှဒီကိစ္စတွေဟာငါဘာမှမဆိုင်ဘူးเนาะ အငါဘာမှပါဝင်မပတ်တဲ့ဘူးဆိုပမာညင်ွယ်မယ်ဆိုလို့ရှိရင်တော့ဒီဥစားဟာအာမသိလျော်ဘူးထင်တယ်နော်အဲဘာဖြစ်လို့လဲဆိုတော့ဒီပြင်ခေါင်းဆောင်တွေတော့မပါတာပဲအာသူလဲခေါင်းဆောင်တူဦးပဲခေါင်းဆောင်တယောက်ကသူ့ရဲ့လက်အောင်ငယ်သားတွေပါဝင်ပတ်သက်မှုကိုသူကဘာမှမဆိုင်ဘူးဆိုတာအာဒီဥစားကတော့မလုပ်နိုင်ဘူးဒါခေါင်းဒါကြောင့်မလို့သူ့နာမည်ကိုပဲထည့်တာ နော်အဲ့ဒါဖြစ်တယ်တို့လူငယ်တဲ့ငါးနေတော့ဘယ်လိုညင်နေရအခုကဖော်ထုတ်ရဆိုကျွန်တော်လည်းနားမလည်နိုင်တော့ဘူးဒါပေမဲ့ဂိမစိုက်ပါဘူးဒီငါးနေကဥတ္တခမေကသူ့ရဲ့တာဝန်ကိုကြီးလူစွာထမ်းဆောင်နိုင်ခဲ့တယ်ဒါသက်တည်ပဲအခုနောက်ငါးနေမှလည်းဒီသက်မကထမ်းဆောင်နိုင်မယ်လို့ကျွန်တော်ယုံကြည်တယ်ရှမ်းတန်တော်စင်တရင်ဌာနရဲ့မူရေးဆေးဝါးနဲ့ပတ်သက်တဲ့အစီရင်ခံစာမှာတော့ဥတီခွန်မြဟာပြည်သူစစ်ကောင်းဆောင် လုပ်ခြင်းမှာ သူလက်အောက်ငယ်တာတရက်မူရီဆေဝါထုတ်လုပ်ရောင်းချမှုတွေပါဝင်ပတ်သက်တယ်လို့ဆိုထားပါတယ်။လက်ရှိမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြည်သူ့လွတ်တော်ဒုက္ခထအဖြစ်ရွေးချယ်ထားတဲ့ဦးတီခွန်မြဟာကချင်တိုင်းရင်းသားတူဖြစ်တယ်လို့ရှမ်းပြည်နယ်ကိုခိုင်မြို့နယ်ကပြည်သူ့လွတ်တော်ကိုယ်စားလှယ်လည်းဖြစ်ပါတယ်။ကျွန်တော်ခွန်ပါတာပါ။